ဘာလုံးမမရှိပဲတနေ့တနေ့ကဘာပတ်စားတောက်ပြနေတာကရောက်ဖပစံတွေကိုထိုင်သုံးခွင့်ရနေလို့ဆိုတဲ့မှတ်ချက်ကိုပညာသားပါပါပြန်လဲတုံပြန်လိုက်တဲ့စိတ်ဖြိုးလိုက်တဲ့ရည်ရည်ပွင့်ဖြူမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်မောင်ဆိုပြီးတော့အနုပညာလောကမှာတစ်ချိန်တုန်းကနာမည်ကြီးခဲ့တဲ့စိန်ဖြိုးလိုင်ကတော့အခုလက်ရှိမှာဇနီးဖြစ်သူကြီးပွင့်ဖြူနဲ့ပေါင်းပြီး travel blogger တယောက်အနေနဲ့အများနဲ့မတူတဲ့ idea အသစ်စမ်းတွေကိုအသုံးပြုကဗီဒီယိုတွေနဲ့တကွတင်ဆက်ပေးလျက်ရှိတာဖြစ်ပါတယ်။ စိန်ဖြိုးလိုင်းနဲ့ရှိရှိပွင့်ဖြူတို့နေရောက်ဟာအနုပညာရှင်တွေဖြစ်ကြပေမဲ့လည်းအနုပညာလမ်းကြောင်းပေါ်မှာဆက်လက်ရှောက်လန်းခြင်းမရှိပေ။ Travel Blogger တွေအနေနဲ့သာရက်တိလျက်ရှိတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့စိန်ဖြိုးလိုင်းနဲ့ရှိရှိပွင့်ဖြူတို့နေရောက်ကိုပြည်သက်တယောက်ကရောက်ဖားဖြစ်သူဦးစီတီဟာရဲ့ပတ်စံတွေကိုသုံးပြီးရှောက်လေပတ်နေတာဖြစ်တယ်လို့မှတ်ချက်ပြုရေးသားခဲ့တာပဲဖြစ်ပါတယ်။ travel blogger တွေလည်းဖြစ်တဲ့သူတို့နှစ်ဦးဟာခီးသွားဗီဒီယိုတွေ blog လေးတွေနဲ့လူကြီးများလူကြိုက်များလာခဲ့ပြီးတဲ့နောက်အလောက်ကိုင်းမရှိဘဲ၆လနေကြတာဖြစ်တယ်လို့မှတ်ချက်ပေးပြောကြားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ဟာဒီလိုခီးသွားဗီဒီယိုတွေကနေပြီးတော့ကြော်ညာတွေ Facebook YouTube ကပေးတဲ့ဝင်ငွေတွေနဲ့ရက်တည်နေကြတာဖြစ်တယ်လို့အကြိမ်ပေါင်းများစွာရှင်းပြခဲ့ဘူးလားလည်းဖြစ်ပါတယ်။ စိန်ဖြိုးလိုက်တဲ့ရည်ရည်ပွင့်ဖြူတို့ရဲ့ဝင်ငွေဟာနာနာနေနေနဲ့အလုံးလုံးပဲဆိုရင်တော့သိန်းထောင်ကနန်းနီးပါးရှိတယ်လို့ရောက်ဖားဖြစ်သူဦးစီတီဟာကပြောပြထားတာလည်းဖြစ်ပါတယ်။စိန်ဖြိုးလိုက်ရဲ့ရောက်ဖားတော်ဆက်သူနာနာလိုင်ရဲ့အခင်မုန်းဖြစ်သူဦးစီတီဟာကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိယဖြစ်တဲ့ဈေးကမ္ဘာလုပ်ငန်းစုရဲ့အမွေဆက်ခံသူဖြစ်တာကြောင့်နာနာလိုင်ရဲ့မောင်တော်ဆက်သူစိန်ဖြိုးလိုင်တို့ကလည်းရောက်ဖားရဲ့ပတ်စံတွေကိုစိတ်ကြိုက်ယူသုံးခွင့်ရနေတယ်လို့ပရိသတ်တချို့ကထင်နေကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အခုလိုအမှတ်ချက်ပြုပြောကြတာတွေနဲ့ပတ်သက်ပြီးစိန်ဖြိုးလိုက်က ရောက်ဖငွေကြေးတွေကိုထိုင်ဖြုံးနေရလောက်အောင်ကျွန်တော်တို့ကသူတို့မွေးထားတဲ့အသားသမီးတွေလည်းမဟုတ်ဘူးသူတို့တုံးစီခြင်းရင်သူတို့မွေးထားတဲ့အသားသမီးတွေကိုပဲပေးသုံးမှာပေါ့ကျွန်တော်တို့ကိုဘာဖြစ်လို့ပေးသုံးမှာလဲဆိုပြီးတော့ပွန့်ပွန့်လင်းလင်းပြောပြထားတာလည်းဖြစ်ပါတယ်